အားလုံးပဲမင်္ဂလာပါခင်ဗျာ။ YCY Tuesday Podcast အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့ Youth Center ရဲ့ Founder တီချေဝီရဲ့လူရင်းနဲ့ပတ်သက်လာရင်ဆိုတဲ့ကောင်းဆင်လေးကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါရခင်ဗျာ။နောက်ပိုင်းလူရင်းနဲ့ပတ်သက်လာရင်ဘာမှအများကြီးမစင်ကြတော့ဘူး။ကိုယ်မခုံမလား။အော်အေးအေးသူ့ကြောင့်လည်းသူရှိမှာပေါ့။အကူကြီးတောင်းနေရင်းနေမလား။အော်အေးအေး ူကူညီဖို့တခုအဆင်မပြေလို့နေမှာပေါ့ကို့ကိုမခင်ဘူးကို့ကိုမချစ်ဘူးမလားဟောအေးအေးသူစိတ်တယ်သူခံစားချက်နဲ့သူရှိမှာပေါ့ဒါတော့ပါပဲမရင်ချက်ခင်တော့ဟာဆိုရင်တတော်ဖူလောင်ခဲ့ရတာလူတယောက်ကို့ကိုမခေါ်တာနဲ့ငါဘာလုံးမိလို့လဲငါဘာမသွားလို့လဲသူဘာဖြစ်သွားတာလဲဟိုအကြောင်းတင်တယ်ဒီအကြောင်းတင်တယ်စားတယ် မျိုးစုံစဉ်းစားပြီးပူလောင်လိုက်ရတာဆိုတာဘာဖြစ်လို့လဲဆိုတော့မိကုန်းကိုခေါင်းနဲ့အချောင်းထပ်မေးရင်စိတ်တွေများကြီးပြန်မှန်းခဲ့ဘူးလေနောက်ပိုင်းတော့ဘာမှကိုမစဉ်းစားဖြစ်တော့လူတွေကိုယ်ကိုအကောင်းမြင်တာအကောင်းမမြင်တာခေါ်တာမခေါ်တာချစ်တာမချစ်တာတွေကစလို့ကိုယ့်ဘော်လူတွေဘလို့သဘောထားတယ်ဘလို့တမြင်ယူဆရယ်ဆိုတော့အကုန်ကိုထင်ချုံမှုအောင်မှရှိမနေဘူး သူတို့ဘလို့တွေ့လဲဆိုတာနဲ့ပတ်သက်ပြီးကို့မှာတောင်းဝင်ရှိမနေဘူး။ကိုနဲ့မဆိုင်နေဘူးလို့တွေ့ထားလိုက်တယ်။အဲ့စိတ်လေးကကို့တော်တော်လွတ်လပ်သွားစေတယ်။ဘာဖြစ်လို့လဲဆိုတဲ့အဖြစ်ပဲမရှာတော့ဘူး။တော်တော်အေးချမ်းသွားတယ်။ကို့ဘက်ကခြေဆုပ်တင်ကြရှိရင်ခြေဆုပ်တင်ပြီးတောင်းပန်ကြရှိရင်တောင်းပန်နေ။လူတိုင်းပေါ်ဘာဆောင်မှုမှမပါပဲ။ပေါင်တဲ့နေဆက်ဆံနေ။ကို့ကြောင့် ူများမထိခိုက်မနေ့ကသွားအောင်ဂယုဆိုင်တယ်။ကိုဘကတနိုင်တယ်လို့အကောင်းဆုံးနဲ့အမားမရှိအောင်မဖြစ်အောင်နေတယ်။လူတွေငါ့ကိုဘာပြန်ပေးမလဲဆိုတဲ့မျှော်လင့်ချက်တွေကိုစွန့်လွတ်ထားလိုက်တယ်။ကိုလူတွေပေါ်ဘလို့သဘောထားရဲဆိုတာကကိုတောင်ဝင်ကိုကိစ္စဖြစ်ပြီးလူတွေကိုဘလို့သဘောထားလဲဆိုတာကသူတို့တောင်ဝင် သူတို့ကိစ္စလာဖြစ်တယ်လို့ခံယူချက်ထားပြီးဘဝကိုအတွေးတွေမများပဲ။ ချင်တန်ကြီးတဲ့အခါစိတ်မှအမြဲလွတ်လပ်လာတယ်။ပြီးတော့လူရင်းနဲ့ပတ်သက်တဲ့ပြဿနာတွေရေ90ရာခိုင်နှုန်းလောက်ဟာအလိုလိုပြည့်နေသွားရဲ့ဆိုတော့တွေ့ရတယ်။ဒါကြောင့်လူရင်းနဲ့ပတ်သက်လာရင်ကိုယ့်ဘက်က တနိုင်ကလောက်ခေါဆုံးနေပြီတစ်ဖက်ကနေလည်းလူတွေငါ့ကိုဘာပြန်ပြုံးလဲဆိုရင်ညှော်လင့်ချက်တွေကိုဆွံ့ထားလိုက်ဖို့အကြံပေးရင်ဒီတစ်ဖက်ဝန်စီရဲ့ podcast season လေးကိုဒီမှာပဲရှင်းထားလိုက်ရပါတယ်ခင်ဗျာနားဆင်ပြီးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုချေစိုးထူးပဲတင်ရှိပါတယ်ခင်ဗျာ